အားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့ကြားမြင်ဆရာမလေးအောင်မွေးဖြစ်ပါတယ်ရှင်အဲ့တော့ဒီလထဲမှာပေါ့နော်အာလပွင့်ကံပွင့်နေတဲ့ နေနံလေးစီးပွားလက်လာပါကံလေးတဲ့အညက်ကနေပြီးချက်ချင်းပြောင်းလဲသွားမဲ့နေနံလေးတွေကိုကျွန်မတွေ့ရပါတယ်နေနံကိုပြီးလို့ရှိရင်လုပ်ငန်းကင်ငန်းနဲ့ပတ်သက်ပြီးရှာနေတဲ့အချိန်မှမရပဲမရှာတဲ့အချိန်မှမှလုပ်ငန်းကင်ငန်းလေးတွေအဆင်ပြေသွားဖို့ငွေရည်ကြီးနဲ့ပတ်သက်ပြီးငွေရည်ကြီးကံလေးတွေပြန်လဲကောင်းမွန်လာဖို့လက်ပွင့်ကံပွင့်နှုတ်ပွင့်ပြီးလို့ရှိရင်ကိုယ့်ကိုယ်ကိုကူညီဖေးမမဲ့လူတွေတွေပေါ်ပေါက်လာမဲ့ အချိန်ဖြစ်နေပါတယ်ရှင်အဲ့တော့အဲ့ဒီနိနံသားလေးတွေနိနံသားနိနံသမီးလေးတွေအတွက်ကိုဆရာမလာရောက်ပြီးခေါ်စရာတင်ပေးတာဖြစ်ပါတယ်ရှင်ကဲအဲ့တော့ ဲ့ဒီနေနာသားသမီးတွေကအင်္ဂါသားသမီးတွေဖြစ်ပါတယ်ကဲအဲ့တော့အင်္ဂါသားသမီးတွေဆရာမဟောတဲ့ဟောစရံလေးတွေကိုအာတိုက်တယ်ဟဲ့ဆိုရင်အသက်လေးတွေပေးအပေါင်းလေးတွေနှိပ် like and share လေးတွေတစ်ယောက်နှစ်ခေါက်သုံးခေါက်စီ share ပေးပြီးလို့ရှိရင်မိုင်းရင်မိုင်းတဲ့မိုင်းရင်မားတဲ့ဆရာမရဲ့ comment အောက်မှာရေးသွားပေးပါရှင်။ဘာကြောင့်လဲဆိုရင်အင်္ဂါသားသမီးတွေကဒီကိုလာပိုင်းအဆောင်ကိုလာပိုင်းအဆောင်ဆယ်လာပိုင်းတဲ့ဝင်တော့မယ်ဟဲ့ဆိုတာနဲ့ သူတို့ကလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းကိန်းငန်းအပြောင်းရွှေ့တွေနဲ့ပတ်သက်ပြီးခေါင်းရှုပ်ရတော့ เนาะခေါင်းရှုပ်တယ်လုပ်ငန်းကိန်းငန်းကြောင်နဲ့ပတ်သက်ပြီးစိတ်ပင်ပိုင်းရမယ်လုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးလွဲချော်မှုလေးတွေကြုံရတတ်တဲ့နော်ငွေဝင်ပြီးငွေမဲမြဲတာတွေငွေကြေးနဲ့ပတ်သက်ပြီးငွေဝင်ပေါက်နေပြီးငွေအထွက်ပေါက်ညားနေတတ်တဲ့အဲ့ဒီကြားထဲမှာပဲငွေကြေးနဲ့ပတ်သက်ပြီးလင်ခံရတာမျိုးလေးတွေကိုကြုံခဲ့ရတယ်ကြုံနေရတတ်ပါတယ်ဒီ၉လပိုင်းကနေပြီးတော့၁၀လပိုင်းအစဆိုတဲ့အထဲမှာသူတို့ကအခက်ခဲတွေအများကြီးကြုံရဖို့တွေ့ပါသလို ကျမ်းမာရေးနဲ့ပတ်သက်ပြီးတဲ့ ကြုံဖို့စမ်းမရင်းနဲ့ပတ်သက်ပြီးတယ်ဖြစ်ဖို့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုခေါင်းကြိုက်တာဇက်ကြောထိုးတာပြီးလို့ရှိရင်ဘိုက်အောက်တာမျိုးခြေထောက်တွေတက်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေတွေကြုံရဖို့ရှိပါတယ်အဲ့တော့အဲ့ဒီအရာတွေအကုန်လုံးကသူကမကြောက်ဖြစ်တယ်လေဟဲ့ဆိုရင်ကိုလာပိုင်းကုံခါနီဆယ်လပိုင်းကဝင်တယ်ဟဲ့ဆိုတာ ਨੇ အဲ့ဒီအချိန်မှာ तू ကယန်ဆိုတဲ့ နေရောင်ရောက်တယ်လို့စိတ်ရဲ့ဘုံမိကြတဲ့နေရောင်ရောက်တဲ့အတွက်အဲ့ဒီခိုက်တက်လေးမှာဟိုဘက်နဲ့ဒီဘက်အကူးတဲ့ခိုက်တက်လေးမှာသူတို့ကစိတ်ညစ်စရာစိတ်ရှုပ်စရာတွေနဲ့ပတ်သက်ပြီးယံနေနဲ့ပတ်သက်ပြီးမနာလိုသူတွေနဲ့ပတ်သက်ပြီးကိုယ့်ကိုယ်သူများကအလွတ်လွတ်လာတိုက်ခိုက်တဲ့အချိန်လေးတွေကိုကြားရောက်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးတွေခံရတတ်ပါတယ်ရှင်အဲ့တော့ဒီပါဆယ်လောက်ပိုင်းတဲ့ကိုရောက်ပြီးဟေးဆိုတာနဲ့အဲ့ဒီစိတ်တွေအဲ့ဒီအခက်ခဲလေးတွေကိုကိုက အကုံလုံးကိုတပစ္စည်းနဲ့လဲထုတ်လိုက်သလိုအကုံလုံးခါချပြရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့စိတ်ကိုလည်းပဲအကုံလုံးကိုရှင်းထုတ်ပြရမှာဖြစ်ပါတယ်ရှင်။ဖြစ်ရှင်းထုတ်ပြီးလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုအနားယူပြီးဒီဆယ်လပိုင်းဆိုတာနဲ့ကိုယ်ကပြန်ပြီးတော့အစ်စ်ပြန်ဆောက်ပြောမယ်ဟဲ့ဆိုဘောကအစ်စ်ပြန်ဆောက်ပြီးလို့ရှိရင်လုပ်ငန်းကိစ္စအစ်စ်ပြန်ဆောက် အဲ့လိုမျိုးပေါ့ကိုကိုကိုစိတ်ကိုပြပြပြီးပြန်လို့အကုန်လုံးကအဆင်ပြေဖို့ကြီးပဲကျွန်မတွေ့ပါတယ်အခက်ခဲနဲငယ်ပါငယ်တွေ့ပြီးစိတ်ပင်ပန်းလူပင်ပန်းမှုတွေများပြီးတော့မှဒီဆယ်လပိုင်းထဲရောက်ပြီးဆိုကောင်မှပဲရှင်တို့ကစီးပွားလက်လာပါကံတွေရောလုပ်ငန်းကိန်းကံတွေရောတောင်ပိုးကြီးတဲ့ပစ္စည်းလေးတွေရောရဖို့ရှိပါတယ် เนาะအဲ့တော့ဒီချိန်ကာလမှာဘာဖြစ်နေလဲဆိုစိတ်တွေလောနေတယ်အာဖြစ်ချင်တဲ့အရာတွေများနေတယ်လုပ်ချင်တဲ့အရာတွေများနေတယ်အထူးသဖြင့်အင်္ဂါသားသမီးတွေကလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးလုပ်လိုက်ရင်အဆင်ပြေမှငွေကြေးနဲ့ပတ်သက်ပြီးလက်ထဲမှာငွေရှိမှအဲ့လိုမျိုးလေးတွေ နော်သူတို့ကတခုခုသူတို့သွားတဲ့လမ်းမှာအဆင်မပြေတော့ဘူးဆိုတာနဲ့စိတ်ကအဆင်မပြေတော့ဘယ်လိုပြောမလဲစိတ်ကနေဒေါသထွက်တယ်လို့လို့ဟူဝါဝါအဲ့လိုဖြစ်လာတတ်တယ်သူတို့ကအလောက်တိုင်းကင်တိုင်းအဆင်ပြေနေတယ်ဆိုတော့သူတို့မျက်နှာကပျော့ပြောင်းပြီးအများရန်ပြုံးနေတတ်တယ်အဆင်မပြေမှုတခုခုရောက်သွားပြီးဟေ့ဆိုတာမျက်နှာထောင်ကခါရဲတင်းသွားတယ်အဲမှာပါတယ်အဲ့တော့အဲ့ဒီမျက်နှာသာတင်းတဲ့အတွက်အဲ့ဒီဒေါသတွေထွက်လာတဲ့အချိန်မှာဘာတွေကျူးတက်ရောက်မှုရှိတယ်လဲဆိုရင်အချစ်ရေးအိမ်တော်ရေး ရန်များရတတ်တယ်ကိုယ့်ရဲ့ဒေါသတွေကြောင့်ကိုယ့်ရဲ့လိုမကြောက်မှုတွေကြောင့်เนาะအချစ်အင်းနဲ့ပတ်သက်ပြီးရန်အပြန်အမှန်တွေများရတတ်တယ်အာပြီးလို့ရှိရင်အချစ်အင်းနဲ့ပတ်သက်ပြီးတယောက်နဲ့တယောက်ထင်လွဲတတ်တယ်ကိုကလည်းငါ့ကိုနားမလဲပေးနိုင်ပါလားအေး तू ကလည်းဘာကြောင့်ငါ့ကိုချွတ်ချွတ်တော့တာမပြောပါတလဲအဲ့လိုမျိုးတွေ ਨੇ ပြောမယ်ဆိုမာနချင်း ပြိုင်တာမျိုးစက်ကလုံးတွေနဲ့ပစ်ပေါက်တာမျိုးအဲ့လိုမျိုးတွေတွေကြုံနေရတတ်တယ်ပေါ့နော်အဲ့ဒါတွေကိုကဆာဆရာမပြောချင်တာကဒီဆယ်လပိုင်းထဲမှာဒေါသကိုတတ်နိုင်တယ်လို့ short ပါကိုဖြစ်ချင်တဲ့အရာတွေကိုနည်းနည်းလေးနှုတ်ဆုပ်ပေးမယ်ပြီးလို့ရှိရင်ဖြစ်ချင်တဲ့အရာတွေကိုဥတီပြီးတော့လုတ်သွားပေးမှာဒါဆိုရင်စိတ်အေးမယ်ခေါင်းအေးမယ်ဟေးဆိုရင်ရှင်တို့အတွက်မြန်မြန်ဆန်ဆန်လုတ်တဲ့အရာတွေမှာအကုန်လုံးကောင့်ထယ်ဖော်လာနိုင်လိုက်မယ်ပြီးလို့ရှိရင်ကိုလုတ်နေတဲ့လုပ်ငန်းကိန်းကကိုပိုင်အလုပ်ပဲဖြစ်ဖြစ်သူများအလုပ်ပဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းကိညာလေးတွေနဲ့ပတ်သက်ပြီးလုပ်နေတဲ့ဟိတ်ဆိုရင်လည်းပဲပြီးရှေ့သွားအောင်လို့နောက်ဆုံးအောင်လို့ရက်ဆိုင်လိုက်အောင်လို့အဲ့လိုဖြစ်နေတဲ့အရာတွေကစကျွန်မမြင်တာတော့ဒီဆက်လပိုင်းထဲမှာပြန်လဲပြီးတည်ငြိမ်လာလိုက်မယ်ပြန်လဲပြီးတော့လုံနိုင်ကိုင်နိုင်လာလိုက်မယ်ပေါ့နော်အဲ့လိုမျိုးတွေတွေအဲ့တော့နိုင်ငံရဲ့ကြောင့်ထွက်မဲ့လူတွေကစအကြောင်းမျိုးမျိုးကြောင့်နော်အတိုက်ခိုက်တဲ့ကြောက်ကောသွားရမယ့်အရာမသွားရအောင်မြင်တော့မလို့လို့နဲ့မအောင်မြင်အဲ့လိုမျိုးလေးတွေဖြစ်နေတတ်တယ်နိုင်ငံရဲ့ကြောက်သွားမဲ့လူတွေကအစလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးကိုလျှောက်ထားတဲ့လုပ်တွေကစခေါ်တော့မလို့လို့မခေါ်တော့လို့လို့အဲ့လိုမျိုးလေးတွေဖြစ် နေတယ်ပေါ့เนาะအဲ့တော့အဲ့လိုမျိုးလို့လို့ဖြစ်နေတဲ့အရာတွေအကုန်လုံးကိုပြင်ငိမ့်ခြင်းနဲ့ဆရာမသမီးတို့မြန်မြန်လေးလုပ်ငန်းကိန်းကအဆင်ပြေခြင်းနဲ့ငွေနဲ့ပတ်သက်ပြီးမြန်မြန်လေးအဆင်ပြေခြင်းလာပြီးစိတ်တွေအယံပင်ပန်းလာပြီးဆိုရင်တော့ဆရာမပေးတဲ့အရာတွေအကုန်လုတ်သွားပါအဲ့ဒါကဘာလဲဆိုရင်ကြံ့မဟုတ်သူ့မဟုတ်ကြံ့ရွက်အဲ့ဒီကြံ့ရွက်ပဲဖြစ်ဖြစ်ကြံ့မဲ့ဖြစ်ဖြစ်ယူရမယ်ပြီးလို့ရှိရင်အောက်တပြေပန်း အောင်တပြေပန်းကဘယ်နဲ့ညော့ဆိုလို့မမေးနဲ့နော်ပိုင်းရင်ရပြီအကုန်လုံးပြီးလို့ရှိရင်တစ်တီ၃မျိုးနော်ပြီးလို့ရှိရင်အဲ့ဒီအရာလေးတကူဖျားမှာစွန်းတော်ကပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့တကယ်လို့ကိုမလုံနိုင်ရင်ကိုစားလုံနိုင်လို့ရပါတယ်လုံတဲ့အချိန်ကကြတော့စီရင်တဲ့လေရရခြေတဲ့ ချိန်ကကြာလို့ရှင်အင်္ဂါနေ့မနေ့ပိုင်းကိုလုံးရမှာဖြစ်ပါလေရှင်။နော်အဲ့လိုမျိုးအချိန်လေးတွေပါဖြစ်နိုင်တဲ့ဟဲ့ဆိုရင်တော့အင်္ဂါသာသမီတွေဒီ9လပိုင်းကနေ10လပိုင်းကိုကူးတဲ့အချိန်ဆိုလို့ရှိရင်10လပိုင်းထဲမှာပဲလဲရတယ်။ဖယားတရားများများလှုပ်ပြီးကိုယ်စိတ်ကိုအေးချမ်းရလေးတွေရှားမှာဖြစ်ပါတယ်ရှင်။ဒါမှသာလေသူတို့လှုပ်တဲ့အရာတွေသူတို့ကိုင်တဲ့အရာတွေအပေါက်လုံးအောင်မြင်ဖို့ရှိပါတယ်။အဲ့တော့အဲ့ဒီအရာတွေလေးကိုလည်းလှုပ်သွားပေးမယ်။ပြီးလို့ရှိရင်အင်္ဂါသာသမီများအတွက်နေနံတဲ့အသေးချာလေး စီရင်ပေးတဲ့အဆောင်ရှိပါတယ်ဈေးအောင်ဈေးဝယ်ကောင်းစေတယ်လုပ်ငန်းကိန်းကန်ကန်ကောင်းစေတယ်သူများအတိုက်ခိုက်ကောက်ခွဲစေတယ်ငွေဝင်ပြီးငွေမြဲစေတဲ့အဆောင်เนาะထဲကန်ထီကန် lucky ကန်လေးကောင်းစေတဲ့အဆောင်လေးလည်းဆရာမဖွင့်ပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဆရာမစီမှာလာရောက်ဝေးမြန်းချင်နေတဲ့လူတွေတွေဆရာမရဲ့ သမီးကိုဖုန်းနံပါတ်ပေးပါကျွန်တော်ကိုဖုန်းနံပါတ်ပေးပါလို့လာရောက်ပြီးမေးနေတဲ့လူတွေပေါ့နော်ဖုန်းနံပါတ်တောင်းနေတဲ့လူတွေဘေးရင်ကြည့်ချင်တဲ့ဇာတာစစ်ချင်တဲ့အဆောင်ပူဇော်ချင်တယ်လို့ဆရာမကဒီ TikTok မှာရောဆရာမရဲ့ပေ့မှာရောအကောင့်မှာရော live Facebook အကောင့်မှာရောလာတောင်းနေတာတွေအများကြီးတွေ့ရပါတယ်အဲ့တော့ဆရာမပြောချင်တာကဖုန်းနံပါတ်နဲ့ဘေးရင်ကြည့်လို့မရဘူးဇာတာစစ်လို့မရဘူးအဆောင်ပူဇော်လို့မရဘူးအဲ့တော့ဆရာမရဲ့ TikTok အကောင့်မှာပေးဖို့လိမ့်ရှိတယ် Facebook Messenger မှာလာမေးတာမှလည်းဆရာမဖြည့်ပေးလို့ရတယ်။ Facebook Messenger မှာလာမေးမှတာလည်းဘေးရင်ကြည့်လို့ရတယ်။စတာစစ်လို့ရတယ်ပေါ့နော်။ဖုန်းနံပါတ်နဲ့မရပါဘူးရှင်။အဲ့တော့အကောက်တဲကိုဆရာမရဲ့ Messenger တဲကိုရောက်အောင်လာကြပါ။နော်။ကြံတဲ့နေရာနဲ့မေးလို့ဆရာမဖြည့်လို့မနိုင်ပါဘူး။ဒါပေမဲ့ comment တွေကကြာလို့ရှင်။အောက်က comment ရေးတဲ့လူတွေအကုန်လုံးတော့ဆရာမဖတ်ပေးပါတယ်။ဒါပေမဲ့ဖြည့်မယ်ဟိဆိုဖြည့်မနိုင်တဲ့အတွက်ကြောင့်ပေါ့လို့နော်။အဲ့တော့ ဆရာမရဲ့ messenger တွေကလာရောက်မေးမြန်းမှာအဆောင်လက်ဖွဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးဆရာမထိုင်းနိုင်ငံတနိုင်ငံပဲပို့ပေးလို့ရပါတယ်ရှင်နော်အဲ့တော့လိုချင်တဲ့လူထိုင်းနိုင်ငံကလူတွေဟေ့ဆိုရင်တော့ရပါတယ်ရှင်နော်အဲ့လိုမျိုးလာရောက်ပြီးတော့မေးလို့ရပါတယ်ဆက်သွယ်လို့ရပါတယ်ဟောစတန်းနေနဲ့ပတ်သက်ပြီးတိကျမှန်ကန်မှတ်သားလျင်ဆရာမဟောစတန်းချပေးတာပါမမှန်ရင်ဘသူစီအာမတပြားတစ်ချက်မှမယူပါဘူးတိုက်ဆက်အာမခံနဲ့ကုပေးပါတယ်ပယောဂအာမခံနဲ့ကုအာကုပေးပါတယ် စစ်ပေးတာလဲအာမခံနဲ့ပဲတေချာလေးစစ်ပေးပါတယ်တိုက်ဆက်နဲ့ပတ်သက်ပြီးဟိဆိုဘယ်ကလာတယ်မောင်နှမဘယ်နေရောက်ရှိတယ်ဟိဆိုတာတွေကစပိုက်ပွဲဆက်တဲ့လူတွေအကုန်လုံးအသေးချစီးနဲ့ဇနီးနဲ့ကျမလောက်သွားပေးတာဖြစ်ပါတယ်ရှင်เนาะအဲ့လိုမျိုးအဲ့တော့ယုံကြည်တဲ့လူတွေတွေဝင်ရောက်မေးလို့ရပါတယ်ဒါဆရာမရဲ့အကောက်စစ်ဖြစ်ပါတယ်ရှင်ကဲအားလုံးပဲဆရာမကဒီနေရာနေဆုံးသက်ပေးလိုက်ပါတယ်ကဲအင်္ဂါသာသမီများအားလုံးစိတ်ကြီးကြမ်းပါခြင်းကိုကြီးကြမ်းပါခြင်းနဲ့ပြည့်စုံပြီးတော့ လက်ပွင့်ကံပွင့်ပြီးကံကောင်းခြင်းများစွာကိုရယူပိုင်ဆိုင်နိုင်သောလက်တစုံဖြစ်ကြပါစေလို့ဆရာမဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။